နိုင်ငံတော်ဝန်မှရှိတဲ့စကြံမြေတွေနဲ့ဆက်လင်းပြီးဒေသခံပြည်သူတွေရဲ့ဆန္ဒသဘောထားခံယူပြီးစိုက်ပျိုးမြေ၊ရွာမြေ၊မူလစကြံမြေဒါမှမဟုတ်အခြားနေအုံပြုမှုတစ်ခုအတွက်အုံပြုနိုင်ရေးမူဝါဒချမှတ်အကောင့်ထဲပေါ်နိုင်ရေးအတွက်ပြည်အောင်စုဆိုရကိုတိုက်တွန်းကြောင်းဖေဗရူလာ19ရက်နေ့ကကျင်းပတဲ့ပြည်သူ့တော်အစည်းအဝေးမှာအဆိုတင်သွင်းခဲ့ပါတယ်။နိုင်ငံတော်ဝန်ရှိစကြံမြေတွေနဲ့ပတ်သက်ပြီးတော့ဒေသခံပြည်သူလူထုရဲ့သဘောထားဆန္ဒကိုရယူကာစိုက်ပျိုးမြေဖြစ်၎င်း၊ရွာမြေဖြစ်၎င်းသို့မဟုတ်တခြားနေအုံပြုမှုတစ်ခုအတွက်၎င်းအုံပြုနိုင်ရေးအတွက် မူဝါဒချမှတ်ပြီး accountable ဆောင်ရွက်နိုင်ရေးအတွက်ပြည်အောင်သူအစိုးရကိုတိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီးဒီကနေ့ပြုလုပ်တဲ့ပြည်သူ့လွှတ်တော်မှာအဆိုတရက်တင်သွင်းခဲ့ပါတယ်။ဒီဆိုကိုတော့ Labrador Mess Center လည်းကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းကတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒီဆိုနဲ့ပတ်သက်လို့ဒီကနေ့ပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တအူးကထောက်ခံဆွေးနွေးခဲ့ပြီးဒီဆိုကိုလွှတ်တော်မှာဆွေးနွေးရန်တင်မတဲ့လွှတ်တော်ရဲ့သဘောထားရယူရမှာတော့ကန့်ကွက်သူမရှိတဲ့အတွက်ဒီဆိုကိုပြည်သူ့လွှတ်တော်မှာဆွေးနွေးတော်မှာဖြစ်ပါတယ်။အဲ့ဒီအဆိုကိုလက်ဗရန်မဲဆန္ဒနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်မင်းကတင်သွင်းခဲ့တာလည်းဖြစ်ပါတယ်။အဆိုရှင်ကနိုင်ငံတော်မှာစစ်တပ်မြေကြီးက 9,500,000ဧကခန့်ရှိတယ်လို့2017-2019ဘဏ္ဍာနဲ့အမျိုးသားစီမံကိန်းလေယာဉ်ကဏ္ဍရဲ့အစီရင်ခံစာမှာလေ့လာတွေ့ရှိရကြောင်းဒါပေမဲ့အဆိုပါစကြက်မြေတွေမှာလက်တွေ့မြေပြင်မှာတွင်းနွားတွေအတွက်ရှိနေတဲ့စကြက်မြေတွေမဟုတ်တော့ဘဲစိုက်ပျိုးမြေ၊ရွာမြေ၊ငါးမွေးကန်၊ကုမ္ပဏီပိုင်မြေစတဲ့အခြားနည်းလမ်းတွေနဲ့အမျိုးမျိုးအသုံးချနေတာကိုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့မိမိတို့မဲဆန္ဒနယ်မြေတွေမှာပြန်လည်လေ့လာကြည့်မယ်ဆိုရင်တွေ့မြင်နိုင်မှာဖြစ်ကြောင်းပြောကြားပါရစေ။ကျွန်တော်မဲဆန္ဒနယ်မြေမှာတော့ရခိုင်ကျေးရွာအုပ်စု30မှာစကြက်မြေ င်ဖြစ်ကလေးတော်ရှိတာရှိပါတယ်။ယခုတော့3,596ဤကလည်းတရားဝင်ကြံလာတော့တယ်။ဒီကျန်နေတဲ့စတဲ့မြေအားလုံးဒီကစိုက်ပျိုးမြေတွေ၊ဒီဘာမြေတွေ၊ငါးမွေးကံတွေ၊ပုံမြေပိုင်မြေတွေဖြစ်ပုံတွေ၊ကျွဲနွားတွေထွက်ကြောင်းတဲ့မြေတွေလို့အနည်းငယ်တော့ပဲရှိပါတယ်။မြေပေါ်ပေါ်မှာစင်းစရားတွေထဲမှာတော့စိုက်ပျိုးမြေကဧကဘလောက်ရှိတယ်၊စတဲ့မြေကဧကဘလောက်ရှိတယ်၊ဒီဘာမြေ၊တက်တော်မြေ၊မြေလူမြေရဲ့စသဖြင့်ဧကဘလောက်ရှိတယ်လို့ဖော်ပြထားပြီးပြီ။ လက်တွေ့မြင်မြင်မှန်းနဲ့ကတော့ကွဲလွန်မှုတွေရှိနေပါတယ်။ဒီလိုစင်းစရားကလက်တွေ့နဲ့မကန့်ညီတော့တိုင်းပြည်ရဲ့စုပေါင်းပြည်ရင်းထုတ်လုပ်မှုနဲ့လူဆောင်မှုတန်ဖိုး GDP တွက်ချက်ရပါလေပဲ။အနည်းဆက်ဆုံးအမှန်ကန်မှုအမှန်ကန်တိကျစီရင်နဲ့ဒေသခံပြည်သူများမြေအုံချရမှာကျွန်တော်တို့ဂုံတိတ်ခါရှိရှိ ပြည်ငင်မှုရရှိစေရွဲ့ယခုအဆိုလိုတင်ပြရခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ဦးကျော်မင်းကစကြက်မြေတီထောင်ရဲ့ရွေးချက်ဒီမှာရခင်ကလက်မှုလေယာစနစ်ကနေဆက်မှုလေယာစနစ်ကိုမပြောင်းလဲနိုင်သေးတဲ့အတွက်ကျွန်းတော်ရဲ့လိုအားနဲ့ထွန်းရရမှာလကောင်းစိုက်ပျိုးတည်နိုင်တွေကိုတည်ယူဖို့ဆောင်ရမှာလကောင်းအကူအထပြုနေရတဲ့အတွက်ရှေးကဘိုးဘွားတွေနဲ့အစိုးရတွေကဥပဒေတွေပြဋ္ဌာန်းပြီးတော့စကြက်မြေတွေကိုသွားလန်းလာလန်းနေနဲ့စနစ်တကျတီထောင်ခဲ့ကြတာဖြစ်ကြောင်းပြောပါရစေ အဆိုပါစစ်တမ်းမြေတွေအရှေ့တီတက်အောင်အင်္ဂလိပ်အဆိုရနဲ့ရခိုင်အဆိုရအဆက်ဆက်ကဥပဒေပြဋ္ဌာန်းမှုတွေရှိခဲ့ကြောင်းယခု2008ဖွဲ့စည်းပုံအခြေခံဥပဒေဆရာတော့မှလည်းစစ်တမ်းမြေတွေကိုထိန်းသိမ်းရမယ်လို့ပြဋ္ဌာန်းထားပြီး2012ခုနှစ်လေယာမြေဥပဒေအခန်းဆက်၄ပုံမှန်33ရက်ွက်နဲ့ကြည်ရအုပ်ထွေဥပဒေအမတ်တင်းမြင့်ဆောင်2020အခန်းခွန်နဲ့ပုံမှ73ပုံမှွယ်ပါမှာလဲစကြက်မြေတွေကိုထိမ့်သိမ့်ဖို့ပြဋ္ဌာန်းထားကြောင်းဥတော်မင်းကဆက်လက်ပြောကြားပါတယ် ဥကြုံမင်းကစစ်တပ်မြေတွေနဲ့ပတ်သက်ပြီးတော့ဥပဒေတွေနဲ့တိတိကျကျကာကွယ်ထားတော့လေတနိုင်ငံလုံးစစ်တပ်မြေတွေမှာဥပဒေအကာအကွယ်ကိုမရဘဲစိုက်ပျိုးရေး၊ရွာမြေ၊ကုမ္ပဏီအဖွဲ့အစည်းပိုင်မြေစတဲ့အခြားအသုံးပြုမှုတွေအပြင်ရောက်ရှိကုန်ပြီးလက်ရှိမြေပြင်အခြေအနေနဲ့မကိုက်ညီတော့ကြောင်းယခုအစိုးရလက်ထက်မှာတော့လက်တွေ့မြေပြင်နဲ့ကိုက်ညီတဲ့မြေအသုံးပြုမှုတွေကိုလက်ရှိတည်ဆဲဥပဒေတွေကိုအသုံးပြုပြီးဒေသခံပြည်သူလူထုဆန္ဒသဘောထားတွေကိုရယူပြီးဆောင်ရွက်တော့မှာဖြစ်ကြောင်းပြောပါရစေ။အဲဒီလိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်အနေဖြင့်အကြံပြုတဲ့ကုန်းလူလာကတော့ စကြဝဠာမှာလွားမြင်နေဖြစ်နေရင်တော့စကြဝဠာဖြစ်ပြန်လဲပြုလုပ်ဖို့မဖြစ်နိုင်တော့ပါဘူး။လက်တွေ့ကျကျစဉ်းစားတဲ့အခါစကြဝဠာဖြစ်ကနေရုပ်သိမ်းပြီးတော့လွားမြင်ဖြစ်ကိုပြောင်းပြေးမှုပဲတည်ယဝင်ပြောင်းပြေးမှုပဲဖြစ်ပါလေ။စကြဝဠာဖြစ်သွားတဲ့စကြဝဠာများကိုတော့ဒေသခံပြည်သူလူရဲ့စန္ဒသဘောထားရယူပြီးတော့စကြဝဠာဖြစ်တာပြောင်းလဲယူရင်း၎င်းမြေကိုပြန်လဲသိမ်းယူပြီးတော့လုပ်ွက်ငယ်တောင်းသူဖြစ်၎င်းရဲ့ချူချော်များပါ ပါဝင်ပြီးတော့ဒီရန်ဝေချမ်းရေးလိုချင်ဖြစ်စီးရင်ဝတ်တည်မှုလျှော့ချရေးကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။အကယ်၍ဆက်ပြုံးမြေဖြစ်အလုံးပြုမှုနည်းပါးတဲ့စကြဝဠာကိုတော့မွေးမြူရေးအတွက်စကြဝဠာအဖြစ်ကယ်လည်ထားစီလိုပြီးအသားစားလူစားသောမွေးမြူခြင်းကိုအားပေးရမှာဖြစ်ပါတယ်။အဲဒီဆိုနေပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်တူကထောက်ခံဆွေးနွေးခဲ့ပြီးအဆိုကိုဆွေးနွေးရင်တင်မတဲ့သဘောထားရယူရမှာတော့ကွန့်ကွက်သူမရှိရကြောင်းအဆိုကိုပြည်သူလွတ်တော်မှဆွေးနွေးတော့မှာဖြစ်ပါတယ်။